အားလုံးမင်္ဂလာပါခင်ဗျာဝင်းဖော်ဖော် channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်အခုပဲဒီမင်းညားကရှင်ပြန်ကစားခဲ့ကြတဲ့ Manchester United တင်းတဲ့ Brighton တင်းတို့ရဲ့ပွဲပြီးသုံးသပ်ချက်အမြင်ကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီပွဲထဲမှာဆိုရင် Manchester United တင်းက Brighton တင်းကို၄ဂိုးနှစ်ဂိုးဆိုတော့ရလာတဲ့အနိုင်ရရှိခဲ့တယ်ဆိုတော့ Manchester United အနေနဲ့နောက်ဆုံး300လီစက်တိုင်းအိမ်ဝင်ရှုံးနေခဲ့မှုကိုအကောင်းဆုံးခြေဖြတ်ပြနိုင်ခဲ့တယ်လို့ပြောရမယ်ဒီနေ့ပွဲထဲမှာဆိုရင် United အနေနဲ့မိနစ်90လောက်အထိအကောင်းဆုံးကစားနိုင်ခဲ့တယ်ဒီပထမပိုင်းမှာဆိုလဲသူတို့ရဲ့ဒီ aggressive man to man marking ကတော်တော်အလုံးဖြစ်ခဲ့လို့ပြောရမယ်ဒုတိယဘိုးဆိုရင်လည်းဒီရဲ့အကျိုးတရားမှုကနေပြီးဒီကာလုကက်စမဲရိုဒီအေရီယာထိကနေလန်းကန်ကနေဒီ develop ဖြစ်ပြီးကိုးရသွားတယ်ဒါကိုကြည့်ချင်းအဖြစ်ဒီနေ့ United ပွဲချင်းကပေါ်ကတော်တော်အလုံးဖြစ်ခဲ့တယ်နောက်ပြီးဒီ United ရဲ့ဒီညာတဲ့တိုက်စစ်ကဟိုအခုနောက်ပိုင်းပွဲတင်နေမှာဆိုပို့ပြီးတော့ဟိုဂိုးရဖို့ဖန်တီးနိုင်တယ်လို့ပြောရမယ်ဘာလို့လဲဆိုရင်ဒီ၃ဘွဲ့ရှိပြီဗျာဆန်နန်းနဲ့ပွဲတင်ပါရော ဒီလီဗာပူးနဲ့ပွဲတယ်မှာရောဒီနေ့ဒီ Brighton နဲ့ပွဲတယ်မှာရောသူတို့ရဲ့ညာချင်းတိုက်စစ်ကတော်တော်အလုပ်ဖြစ်တယ်ဗျဒီနေ့ Bright ညာချင်းတိုက်စစ်ကြောင့်မို့ Brighton ရဲ့နောက်တန်းခံစင်မှုတွေတော်တော်လေးကိုအခက်တွေ့စေခဲ့လို့ပြောရမယ်နောက်ပြီးဒီနေ့ကစားသွားတာကဒီ United ရဲ့ကွင်းလေရဒီ Vertical ပုံစံကစားသွားတယ်ဗျအထူးသဖြင့်ဒီ Bruno Fernandes နဲ့ဒီ Carlo Casemiro ရဲ့ဒီ အတွဲမှာဆိုရင်ဒီကာလိုကက်စမဲရိုကိုဒီနောက်မှာထားပြီးဘရူနိုဖာနန်နဲဘက်ကိုတိုက်စစ်ကိုအကောင်းဆုံးလိုက်ပါကစားသေးခဲ့တယ်ဒါကလည်းဒီနေ့ပွဲတွေမှာဟိုအခွင့်အရေးတွေများများဆဆဖန်တီးနိုင်ခဲ့လို့ပြောရမယ်ဒီနေ့ United ဟိုပထမပိုင်းကစားတာတော်တော်ကောင်းတယ်အထူးသဖြင့်ဒီ Brighton ရဲ့ဟိုအမားတွေကိုလည်းတိတိကျကျဟိုအခွင့်အရေးယူနိုင်ခဲ့လို့ပြောရမယ်ဒီပထမလုံးမှာဆိုရင်လည်းဒီကာလိုကက်စမဲရိုရဲ့ area ထိပ်ကနေဒီချပီးရတယ်ဆင်ဒီခွန်ညာဂိုးဂိုးသမားရဲ့ဒီ ဘယ်ဘက်တောင်တွေကိုအကောင်းဆုံးလှလာပါပါကန်သွင်းပြီးတော့ United တဲ့ဥဆောင်ကိုရရှိခဲ့တယ်ဒုတိယကိုကတော့ခုနကပြောခဲ့သလိုပဲဒီသူရဲ့ဒီ man to man marking ဒီလိုက်လံဖိအားပေးကစားမှုကနေပြီးတော့ဒီ Carlos Mero ကအကြီးရတဲ့ကနေလန့်ကန်တယ်ဒါဒုတိယကိုရတာလေပထမပိုင်းမှာ United တို့အနေနဲ့2-0ဥဆောင်နိုင်ခဲ့တယ်ဒုတိယပိုင်းမှာဆိုရင် United တို့အနေနဲ့ဟိုမတို့ဂိုးရရင်သွင်းမယ်ဂိုးမရရင်လည်းဒီ AAC ကစားမယ်ဆိုတော့ပုံစံမျိုးနဲ့ကစားသွားတယ်ဒါလည်းဒီနေ့ပွဲတယ်မှာမဟုတ်ဘူးပြီးခဲ့တဲ့ ဟိုဆန်နလိုင်းနဲ့အတင်းနဲ့ပွဲစဉ်မှာဆိုလေဒီပထမပိုင်းမှာ2-0နဲ့ဦးဆောင်ထားတယ်ဒုတိယပိုင်းမှာဆိုသူတို့အနေနဲ့ဒီအရန်ကိုဂိမ်းပေါ်မှာ patient ဖြစ်ပြီးတော့ position လောက်ပဲအဓိကအားဖြင့်ကင်ထားတယ်အခွင့်အရေးကတော့သူတို့ကောင်တာအတက်တဲ့တူဂိုးရရင်သူတို့ယူမယ်ဂိုးမရရင်လည်းသူတို့ကိစ္စမရှိဘူးသူတို့ position ပဲ AC ကင်ထားမယ်ဆိုတဲ့ပုံစံဒီနေ့ပွဲစဉ်မှာဆိုလေသူတို့ဒုတိယပိုင်းမှာဆိုရင်ဟိုအရန်ကြီးသူစီးရီးရထားပြီးတိုက်စစ်မဆင်ခဲ့ဘူးဒါပေမဲ့မထင်မှတ်ဖြစ်နေတဲ့ဒီဒုတိယပိုင်းမိနစ်60ကျော်လောက်မှာဒီနောက်တန်းက ဒီပေးရအနေနဲ့ဆင်ဒီဆက်ကိုအကောင်းဆုံးချပေးရတယ်ဆင်အန်ဖိုမိုးက United အတွက်တတိယကိုဥဆောင်ကိုတွင်းယူပေးခဲ့တယ်အဲ့ဥဆောင်ကိုတွင်းယူပြီးတဲ့နောက်ပိုင်း United နောက်ထပ်လူစားလဲမှုတွေထပ်ပြီးလုပ်ခဲ့တယ်အထူးအဖြစ်ဒီကားလိုကက်စမဲရိုထွက်ပြီးတဲ့နောက်ပိုင်းမှာ United တို့ဝင်လေကအနည်းငယ်ထိန်းချုပ်မှုညော်နေသွားတယ်လို့ပြောရမယ်ဘာလို့လဲဆိုရင်ဒီကားလိုကက်စမဲရိုရှိတော့ဝင်လေကအရန်ကြီးဟိုထိန်းချုပ်မှုအကောင်းတယ်ကားလိုကက်စမဲရိုထွက်ပြီးတဲ့နောက်ပိုင်းမှာ Brighton ရဲ့တိုက်စစ်ကစားသမားတွေနေရဲ့ နေရာလွတ်တွေရလာတယ်ခွင့်ရေးတွေပို့ပြီးတော့ဖန်တီးလာနိုင်တယ်ဒါကြောင့်ဖောင်းဘောကနေဒီရလာတဲ့ free kick ကိုအေရီယာထိပ်ကနေဒန်နီဝက်ဘက်ကအကောင်းဆုံးအဆုံးသတ်ပြီးတော့ Brighton တက်ဦးဆောင်ကိုတွင်းပေးခဲ့တယ်ဒုတိယကူကတော့ဒီ Sabi ကနေတစ်ဆင့်တွင်းပေးခဲ့တယ်ဒီကူကဆိုရင်မှန်တိုင်းပြောရရင်ဟို United ကစားသမား Zessi နေနဲ့ဟိုလူကာကစားပုံအနှဲငယ်ပေါ်ရောက်ခဲ့လို့ပြောရမယ်နောက်ပြီး area ကျွဲပိုင်းမှာလည်းအနှဲငယ်ဟိုပြဿနာရှိခဲ့တယ်ဒါကြောင့်မို့ဟိုတစ်ဖက်တင်းကကောင်းတယ်ဆိုတာတည်းကိုယ့်ရဲ့ ဒီ ADHD ပိုင်းအားနည်းမှုလူပဲကစားပုံအားနည်းမှုကြောင့်သာပေးရရတယ်။ဒီကိုပေးပြီးပြိတ်မကြဘူး။ရမိနစ်90ကျော်မှပဲထပ်ပြီးတော့ဒီအန်ဘိုမိုကနေတဆင့် United တဲ့စလောတာဦးဆောင်ကိုတွင်းပေးခဲ့တယ်။ဒါဘာပဲပြောပြောဟိုဒီကိုကဆိုရင်လည်းတကယ်ကို quality ကိုတကယ်ကိုအကြီးသွင်းမြင့်တဲ့ကိုဖြစ်တယ်။ဒါကြောင့်မို့ဟို United တို့အနေနဲ့ဒီပွဲစဉ်ကိုအနိုင်ရလိုက်တဲ့အတွက်ကြောင့်နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်4ပွဲအထိအနိုင်ရရှိခဲ့တယ်။ပြီးရင်ဒီအဆင့်လေးနေရာအထိပါတက်လန်းနိုင်ခဲ့တယ်။ဒါကြောင့်မို့ United တို့အနေနဲ့ ဒီပွဲစဉ်ကိုအနိုင်ရလိုက်တဲ့အတွက်ကြောင့်တော်ဖိုးရေးအတွက်အရန်ကိုအခြေအနေကောင်းသွားပြီဖြစ်ပါကြောင်းသုံးသပ်လဲရပါတယ်ဗီဒီယိုလေးကိုဆုံးနှီးကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ